အားလုံးပဲမင်္ဂလာပါရှင်။မလာဟော့ပေါ့ချစ်သူတွေအတွက်အရန်ကိုကောင်းတဲ့မလာဟော့ပေါ့ပြီးချိုးပြမှုတွေပါခန်းစားလို့ရပြီးတော့အရန်ကိုချိုးလို့ကောင်းတဲ့ necessary ဟော့ဆိုင်တွေမျိုးစုကဒီလိုမျိုးတွေမှာတော်တော်လေးမှာဖြစ်ပါလေရှင်။ဆန်နမလေးကတော့အရင်လောက်ပဲဖြစ်ပါလေရှင်။သူကဟော့ပေါ့လည်းရရတာရှိတယ်လို့မျိုးစုကိုစားမရချင်းတွေမှာလည်းသူဆိုင်ရဲ့ performance တွေကိုခန်းစားလို့ရမ ခုမျိုးစုတို့သွားခဲ့တာက၄ရောက်ဖြစ်ပြီးတော့၄ရောက်စွာစုစုပေါင်းကို160ကျော်ပေးခဲ့ရပြီမြင်မျိုးစုတို့ရခဲ့တဲ့ရတာနဲ့ရခဲ့တဲ့ facility နဲ့ဆိုလို့ရှိရင်အရန်ကိုတန်ပါတယ်ရှင်သူတို့ရဲ့ signature ဆက်ပြီးသား sauce တွေလည်းရှိသလိုမြစ်စုတို့ကိုယ့်ရဲ့စိတ်ကြိုက်လဲ sauce တွေကို customize လုပ်လို့ရပါတယ်ရှင်။ သူစီမာကအခုမြစ်စုလိုမြင်ရတဲ့အတိုင်းအသားတွေရဲ့ quality ကအရင်ကောင်းပြီးတော့သူတို့ရဲ့ requirement ရဆိုရင်မြစ်စုလိုပပွားပစုနေတဲ့ဟင်းရင်ထဲမှာ10စက္ကန့်15စက္ကန့်လာညှစ်လိုက်ရုံနဲ့မြစ်စုလိုစားလို့ရပြီပေါ့နော်တကယ်လို့ကိုကမစားဘူးရဲ့ဘူးဆိုရင်လည်းနည်းနည်းလေးကြကြလေးနှစ်ပြီးမှလည်းစားသုံးလို့ရပါတယ်ရှင်မြေစုကတော့ hot pot ရဲ့သုံးစံအတိုင်းရေပွက်ပွက်စုနေတဲ့အထက်မှာအသားလေးကို30-35စက္ကန့်လောက်နှိပ်ပြီးတော့စားလိုက်ရရတာကိုမြေစုကတော့အရင်ပဲစိတ်ပါတယ်ရှင်။ သူ့ရဲ့အသားရတာလုံးဝကိုစားကောင်းပြီးတော့မြစ်စုတို့ဒီမာလာပေါ့ပုံးစုရဲ့ရတာလေးကလည်းတော်တော်လေးကိုစားကောင်းပါတယ်ရှင်။ဒီမာလာပေါ့ပုံးစုကကိုချိုင်းနှစ်သက်ရအဆက် level နဲ့ရတာ level သူတို့ပြောလို့ရတယ်ပေါ့နော်။အခုမြစ်စုယူခဲ့တာကတော့ပုံမှန်ရတာ level ပဲဖြစ်ပါတယ်ရှင်။မြစ်စုတို့အရင်ရွေးချယ်တဲ့အခါမှာလဲကိုကနှစ်ကန်ယူမလားလေးကန်ယူမလားဆိုပြီးရွေးချယ်လို့ရပါတယ်ရှင်မြစ်စုကတော့လေးကန်ကိုရွေးချယ်ပြီးတော့အရင်ကိုနှစ်ကန်ပဲမှာခဲ့ပါတယ် ပြည့်စုံရွေးခဲ့တာကတော့မာလာဟော့ပေါ်ရင်းနဲ့နောက်ထပ်သူရဲ့ signature ဖြစ်တယ်။ဒါတော့ Jameson Hill နဲ့တူတယ်။တော့သူက fish လဲပါတယ်။ဒီမှာ fish light လေးထည့်ရတယ်။နောက်ထပ်ဒီသူရဲ့ hot pot soup လေးကိုရွေးခဲ့ပါတယ်ရှင်။တကယ်လို့ကိုကလေးကန်လုံးကိုတခြားရတာတွေနဲ့ထည့်ချင်တယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်ရှင်။သူ့ရဲ့အသားတွေကလုံးကလည်း premium quality ဖြစ်ပြီးတော့အသားလုံးတွေဆိုလို့ရှိရင်လည်းသူတို့ homemade ပေါ့နော်သူတို့ကိုယ်တိုင်လုပ်ထားတာဖြစ်တဲ့အတွက်ရတာလေးကတော်တော်လေးကိုစားကောင်းပါတယ်ရှင်။ သူရဲ့သွားလာလေးတွေကလည်းရန်ပါလာတဲ့အတွက်မြစ်စုတို့ဟော့ပေါ်မှာခဏလေးစိန်ပြီးတော့စားလိုက်တာနဲ့ရန်စားကောင်းပြီးတော့ပေးရတဲ့စီနဲ့တန်တဲ့ခန်းစားချက်မျိုးကိုရရှိပါလိမ့်ရှင်။သူရဲ့ side dish တွေကတော့တော်တော်များများဆက်လက်ဖြစ်ပြီးတော့မြစ်စုတို့ရည်ညှိတော့ပြီးရင်မှုတော့နဲ့နောက်တစ်ခုကပေပြခောက်ဆွဲလေးတွေကိုတုတ်ထားတာမျိုးလေးရှိပါလိမ့်ရှင်။ ဒီနေရာမှာမြစ်စုတို့ဟော့ပေါ်ရီအတွက်တည်တန့်ချက်ချက်ပေးရပါတယ်ရှင်မြစ်စုတို့ပေးရတဲ့ဇီနုံနဲ့တော့သူ့ရဲ့ဟော့ပေါ်ရီကတော်တော်လေးကိုတန်ပါတယ်အသားလေးလောကနှစ်ပြီးစားလိုက်လဲဆိုတာနဲ့အသားထဲမှာရတာလေးရစိတ်ပြီးဝင်သွားတယ်ပေါ့နော်ဘာလို့ဆိုသူ့ရဲ့အသားလေးကပပလလလေးနဲ့တော်တော်လေးဟော့ပေါ်နဲ့လိုက်အောင်သူတို့လှီးရတာတွေ့ရပါတယ်ရှင် အခုဒီနေရာကတော့တို့ရဲ့အခြေအနေကိုကိုယ်တိုင်ဆက်တဲ့နေရာဖြစ်ပြီးတော့ဒီမှာ site dish တွေကိုလည်းခြားတာလားတွေ့ရမှာဖြစ်ပါတယ်ရှင် site dish ကတော့မြို့စုလို site dish ကိုယူရှင်နေရတယ်ဆိုလည်းရတယ်ပေါ့နော်တကယ်လို့ကိုယ်မယူချင်ဘူးဆိုလည်းရပါတယ်ယူမယ်ဆိုရင်တော့တယောက်ကို၄ချက်နဲ့ပြာ80ပို့ပြီးတော့ပေးရပါတယ်ရှင်ဒီနေရာမှာတခြား suit suit လည်းနှစ်မျိုးရှိရယ်ပေါ့နော်ဒီနေရာမှာလည်းတို့ရကိုအချင်းရမဆက်တဲ့ကူဆိုလို့ရှိရင်လည်းဒီမှာတို့ရချင်းရဘလို့ဆက်ပုံစံကြီးလေးကိုလည်းတစ်ခါနဲ့ပြပြထားပေးရပါတယ်ရှင်။ တခုကတော့ hotpot တင်မဟုတ်ဘူးပေါ့နော်သူတို့ဝန်ထမ်းတွေကဥမာကိုမမွေးနေ့ရှိရတဲ့ဖြစ်ဖြစ်ကိုကိုတွေ university ရှိရမျိုးဆိုရင်သူတို့ကကိုကိုသူတို့ကိုပြောလိုက်ရင်သူတို့ကလာပြီးတော့ကိုကိုမျိုးဖြစ်ပြီးပြန်လာဖြစ်ပါလေရှင်ပြီးရင်သူတို့က service လည်းအရင်ကောင်းနေပေါ့နော်မျိုးဆိုတော့ဘာလို့အဲ့လဲဘာလို့ရှိလဲဆိုတော့သူတို့တစ်ချိန်လောက်လာပြီးတော့ကြည့်ပေးပါလေရှင်တကယ်လို့ကိုက homemade house လေးမှလိုက်မယ်ဆိုလို့ရှိရင်လည်းအခုလိုမျိုးဒီအစီအလေးအကုန်စီကိုလာပြီးတော့ performance အသေးစားပြပေးမှာဖြစ်ပါရဲ့ရှင်။ဟုတ်ပေါ်လေးလဲဆိုင်ရင်စီမင်းလေးငန်း ို့ရှင်ဒီ hammer cut ဆွဲ performance လေးကလည်းတို့ရဲ့ signature တွေကတစ်ခုဖြစ်ပြီးတော့တကယ်လို့ကိုယ်အားဖြင့်ရောက်ခဲ့မှာဆိုလို့ရှင်လည်း hammer cut ဆွဲလေးမှာပြီးတော့ enjoy လုပ်လို့ရပါတယ်ရှင်အခုမြစုလိုသွားတဲ့ချိန်မှာ wine တော်များများမှာသူတို့ birthday celebration ရှိနေပေါ့နော်အဲ့တော့သူတို့ကကိုယ်တိုင်လာရောက် ပြီးတော့အခုလိုမျိုးဖြော်ပြရအောင်တွေ့ရမှာဖြစ်ပါလေရှင်မြစုလိုလည်းသူတို့နဲ့တူတူ enjoy လုပ်ပြီးတော့ပြပခဲ့ပါလေရှင်အခုလိုမျိုးမြစုရဲ့ video လေးကိုဆုံးနေကြည့်ပေးကြတော့ကျေးဇူးများတည်ရှိပါတယ်